ိုင်ငံတကာအထောက်ပံ့မလျင်ဘေးတင့်သူတိုင်းရနိုင်မလားကြားပြီးငလျင်ကြောင့်နေချင်းညာချင်းတိုက်ကြီးတာကြီးတွေ ပေါ်ကနေလမ်းမာတဲ့ဆင်းတဲထိုးအေးရတဲ့အဖြစ်နဲ့ရင်ဆိုင်နေရတာတောင်းနောက်ထပ်လောကရန်တွဲလုံးအဖြစ်ဧပြီ5ရက်ညမှာမန္တလေးမြို့တစ်ခုလုံးဝတ်သက်လေပြင်ကြားရောက်ခဲ့ပြန်ပါတယ်ညလုံးမြင့်အင်တာနက်ရဲ့သတင်းပေးပို့ချက်အရမိုးရီလီရီရဲ့ကြားမှာ ိတ်လို့ဖြစ်တဲ့စိုးရုံထိုးထားတဲ့ယာယီတဲလေးတွေပုံသုံးကလင်ပါနေတာမြင်ရပါတယ်အဆောက်အုံတွေပြေးဝင်ကပြန်ရင်လဲငလျင်ထိထားတဲ့တိုက်တွေကမိုးရေကြောင့်ပူပြီးပြိုကျနိုင်တာပေါ့အသက်တက်လေးကြံရင်တော်ပါပြီဆိုတဲ့ချုံပွဲချားတဲ့စိတ်နဲ့မိုးရဲလေတဲ့ကာကွယ်မဲ့လေစင်းခံရပြန်ပါတယ်အခုလမ်းပြေကတဲလေးတွေဆိုတာပြည်သူတွေ ကိုယ်စီစဉ်နဲ့ကိုထိုးထားရတာလို့မန္တလေးမြို့ကမစ်စွေတူကဆိုလေတော့ကိုစီတပြင်းချရပြန်ပါတယ်။နောက်ဆက်တွဲငလျင်တွေကစက်တိုက်လှုပ်နေတာကြောင့်အပြူပေမဲ့ဒါရဒန်ချက်တွေနဲ့ကြံခဲ့တဲ့တိုက်တွေပေါ်ဘသူကနေရပါမလဲ။ပြပွဲ3ရက်မှာမန္တလေးမဟာအောင်မြေမြို့နယ်တဲကတိုက်ကြီးတလုံးနောက်ဆက်တွဲငလျင်တွေကြောင့်ဘုံဘုံလေးကြာသွားသေးတဲ့ရုပ်တံပိုင်းထွက်ပေါ်လာတာမို့ ်ပြက်ပြက်သားသားကိုကြောက်နေကြရပါတယ်2021ခုနှစ်မအောင်မြင်တဲ့အာနာသိမ့်ပွဲစတင်ပြီးတိတ်မကြာကိုဗစ်တတိယလှိုင်းဝင်တော့စစ်ကောင်စီကဖြစ်သလိုပဲရင်ဆိုင်ပါတယ်ရန်ကုန်ကမြေစကြိုဆက်ရှိမှာပြည်သူအလောင်းတွေတန်းစီ စောင့်ခဲ့ရပါတယ်တတိယလှိုင်းမှာပြည်သူဗနဦးတေဆုံးခဲ့တယ်လို့ဆိုတာတောင်ဒီနေ့ထိ စိတ်ချရတဲ့စရင်စရာထွက်မလာပါဘူး 2023ခုနှစ်မောခမုံတိုင်းဝင်တော့လေစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုကဖြစ်ချင်ရဖြစ်ပါပဲ2024မှာဒါဒီမုံတိုင်းအပြားခတ်ပြီးအကြီးကျယ်ရေကြီးတော့လေဘာဝါပြီးချိုးတင်ပြင်ဆင်မှုဆိုတာမရှိပြန်တော့ပြည်သူတွေလောင်းညင်းထက်ဘဝတွေပြည့်ရပြန်ပါတယ်အခုလေပြားပြင်းငလျင်နဲ့တက်တက်တိုးပြန်တော့စစ်ကောင်စီရဲ့အင်မတန်ကြော်ကြားလာတဲ့ ဖြစ်ချင်ရာဖြစ်စီမံခန့်ခွဲမှုနဲ့ပဲဆက်လက်မောင်းနှင်ရပြန်ပါတယ်။အဲကြောင့်ငလျင်လှုပ်ပြီးနောက်ရေးပေါ်တုံ့ပြန်မှုအစီအစဉ်ဘာမှမရှိပဲနေပြည်တော်စစ်ဘုတ်ကျုပ်တွေညံတုံးကြီးကိုစီနဲ့ထိုင်ကြည့်နေကြရပါတော့တယ်။ငလျင်ဆိုတာရေဘေးလေဘေးမိဘေးတွေလိုမဟုတ်ပဲလုံးလိုက်ပြိုကြကမြေကြီးတဲ့နှစ်ဝင်ပြိမိနေတဲ့သူတွေကိုရှားဖွေကယ်ဆယ်ရတာမျိုးဆိုတော့ကြွင်ကျင်မှု ဒီပညာနဲ့ဆယံတရားတွေလိုပါတယ်။ဖြစ်တဲ့မြန်မာမှာနှစ်ရာချီကြာအခုလိုဖြစ်အားပြင်လာတဲ့ငလျင်မျိုးအဖြစ်ပွားခဲ့လို့ရစရေးသမားတွေမှာအတွေ့အကြုံရှိတာလည်းပါမယ်။ဒေတာခံတွေနဲ့မနက်ငယ်မိသက်တပ်ဖွဲ့ကရစရေးသမားတွေတပိုင်းတိုင်းအပေါ်ရန်စာကွေကဲဆဲချယုံလာတက်နိုင်ခဲ့ပါတယ်။ဒီပနိုင်ငံတွေကကျွမ်းကျင်တဲ့ကဲဆဲသမားတွေတွတ်တွတ်လက်လက်မြန်မြန်ဆန်ဆန်ရောက်လာကြပြီမဲ့ မတ်လ30ရက်မှာဒါနေရာအနေနဲ့မှာကက်ဆယ်ရေးလုပ်ငန်းတွေစတင်နိုင်ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ချက်တွေရတည်ရပါတယ်။ငလျင်တန်းတဲ့ area ကတိတ်ကျေပြန့်နေတော့ရှားဖွဲကက်ဆယ်ရမဲ့နေရာတွေကလည်းတည်များပြီးဒီဘနိုင်ငံချိုးကစေလွတ်လိုက်တဲ့ကက်ဆယ်သမားတွေကတိတ်မများတာကြောင့်ဝင်နေအားမမျှတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြရပါတယ်။ မလျင်ကြောင့်တိုက်အပြိုပြက်တွေအောက်ပိတ်မိနေတဲ့ပြည်သူများစွာရှိပါတယ်။သတင်းတွေအရသုံးရက်ကစလို့အသက်ရှင်နေရဲ့ကဲထုတ်နိုင်တဲ့သူမရှိတော့ဤကွယ်ကိုရက်ထိတိုင်အပြိုပြက်တွေရဲ့အောက်ရွေလောင်းတော်တော်များများကျန်နေသေးတယ်လို့သိရပါတယ်။ဤကွယ်ကိုရက်ညနေ9နာရီခန့် DVV စရင်ကငလင်ကြောင့်ပေဆုံးသူဟာ4346ဦးရှိတယ်လို့ဆိုပါတယ်။ ပြည်ဆုံးသူစုပေါင်းရဲ့တဝက်မခဟာအရေးပေါ်ကဲတင်နိုင်စွာမရှိလို့အသေးသင်ပဲဒီသွားရတာလို့ရရတင်တင်ကြော်နိုင်ပါတယ်။ပြီးတော့အခုငလင်းလှုပ်တာဆယ်ရက်သာကြာသွားပါတယ်။စကောင်စီကငလင်းဘေးကဲဆင်ရင်းနဲ့ပြန်လဲထူထောင်ရေးအတွက်ပြည်သူ့ဘာနာပြည့်ပြည့်ပြည့်မြထုတ်သုံးမယ်လို့မပြောတာကြောင့်ပြည်သူ့ဘာနာနဲ့ပြည်သူ့တက်ကိုကဲတင်မဲ့အစီအစဉ်လုံးဝမရှိဘူးလို့ပဲဆိုရပါမယ်။ ပြည်သူဘာနာနဲ့ပြည်သူတို့ရဲ့ခေါင်းပေါ်မှာဘုံမိုးရွာချနေတဲ့နေရာမှာတော့အဖက်ကန်းသက်ဆွမ်းတော့ပြည်သူတို့ရဲ့အသက်ကိုကယ်တင်ဖို့ကြတော့ငါးပြားတစ်စိတ်တောင်စေတနာမရှိကြောင်းစကောင်စီကမျက်နှာပြောင်တပြလိုက်တာလို့လဲဆိုနိုင်ပါတယ်။ဒါပြင် စကောင်စီဟာငလျင်ဘေးအတွက်ဂျပန်နိုင်ငံကြီးစီကနေဒေါ်လာ30ကျပ်ပမာဏပြင် ဂရင်းခရိုနီတို့ရဲ့လူငွေကျပ်126ဘီလီယံကျော်ရရှိထားပေမဲ့အလင်းကြောင့်ပြည်ဆုံးသူတအုပ်ကိုကျပ်30သိန်းဒီသာထောက်ပံ့မယ်လို့မြောက်နိုင်ကဆိုလိုက်တာကတော့ဤသူလောင်းတွေပြကရလာတဲ့ပိုက်ဆံနဲ့စရိတ်ရတင်းတော့မလာလို့မေခွန်းထုတ်ရပါမယ်။ဒါပဲဖြစ်ဖြစ်အလင်းလုပ်ပြီးတာနဲ့နိုင်ငံတကာကိုချက်ချင်းကူညီတောင်းတာကတော့ကြိုဆိုရပါမယ်။ စစ်ကောင်စီနဲ့ပတ်သက်ရာပတ်သက်ကြောင်းနိုင်ငံတွေကစစ်ကောင်စီထံတိုက်ရိုက်တွေလှူဒန်းကြပါတယ်။နောက်နိုင်ငံတွေကလည်းစစ်ကောင်စီကိုမချီးဖြူပေမဲ့မာကူတွေပေါ်ထောက်ထားပြီးအလျင်ဘေးတင်ပြည်သူကဲကူနေတဲ့ကုရတမကဘာဝင်နိုင်ငံတကာအဖွဲ့အစည်းတွေစီလှူဒန်းကြပါတယ်။ကုလဘာဝင်နိုင်ငံတကာလူသားစာနာအဖွဲ့တွေကဒန်တင်ပြည်သူတွေစီတိုက်ရိုက်ထောက်ပံ့ကြမယ်ဆိုပေမဲ့ငလျင်ဒန်တင်ပြည်သူတိုင်းစီ ်နိုင်ငံတကာပံ့ပိုးမှုတွေရောက်ပါမလားဆိုတဲ့မေးခွန်းကလည်းရှိနေပြန်ပါတယ်။အားလို့လဲဆိုတော့မူခါနဲ့ယာဒီမုံတိုင်းတင်ပြည်သူတွေကိုအကူအညီပေးခဲ့စဉ်ကစစ်ကောင်စီရဲ့ချုပ်နှောင်မှုအောက်ကစစ်ကောင်စီခွင့်ပြုသလောက်သာကူညီနိုင်ခဲ့တာကြောင့်ပါပဲ။ကုလချီကတွေကရေပင်တင်ဒေသတွေစီကန့်သတ်မရှိလွတ်လပ်စွာသွားလာကူညီခွင့်ပြုဖို့တောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကအဖမ်းမလုပ်ခဲ့ပါဘူး။ မြန်မာဘေးသင့်ဒေတာတွေစီလာရောက်ခဲ့တဲ့ပြတ်သမကလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲကွန်ဖလက်ချာကငလင်းတန်းခံပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့အတွက်မြန်မာနိုင်ငံတဲဝင်ခွင့်ပြည်စာနဲ့မြန်မာနိုင်ငံတွင်းဘေးသင့်ဒေတာဘယ်နေရာမှာမဆို သွားလာနိုင်တဲ့ပြည်သူချက်လိုအပ်တယ်လို့ဆိုပါတယ်ကွန်ဖလက်ချာကလူသားချင်းစာနာမှုလုပ်ငန်းတွေစောင့်ရွက်ဖို့ကကျွန်တော်တို့လုပ်ပါကျွန်တော်တို့ဟာအလိုက်မှုမရှိဘူး ီခိုကင်းနဲ့ခွဲခြားမှုလည်းမရှိဘူးကျွန်တော်တို့ပြည်နိုင်ငံများတက်ကိုကယ်ဖို့ပဲလှုပ်လှုပ်နေတာပါဒါပေမဲ့အဲ့ဒီလိုတွေဆောင်ရွက်နိုင်ဖို့ဆိုတာဘာတားဆီးမှမရှိပဲကျွန်တော်တို့သွာလာနိုင်မှရမှာပါလို့ဆိုပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးရမှာမြန်မာနိုင်ငံရဲ့နေရာတိုင်းကိုသွားနိုင်ဖို့လိုအပ်ကြောင်းအဓိကပြောကြားခဲ့တယ်လို့သူကစက်ပြောပါတယ်အားကြောင့်လွတ်လပ်စွာသွာလာခွင့်ကို လူသားစာနာကြီးကအလေးနဲ့ပြောနေရတာလေဆိုတော့လွတ်လပ်စွာသွာလာခွင့်မရခဲ့တာကြောင့်ပါပဲအခုရောလွတ်လပ်စွာသွာလာကူညီခွင့်ရနေပြီလားဆိုတော့ဥရသမကတရားဝင်ထုတ်ခေါ်ပြောကြားခြင်းမရှိသေးပေမဲ့သွာလာခွင့်မရတာကတော့အသေးချာပါပဲဒါပေမဲ့စကိုင်းမြို့ရွာထောင်ရပ်ကွက်ကငလျင်ဘေးတဲ့မြို့သမီး900ကိုဥရသမကဖွဲ့တဖွဲ့က စစ်ဘေးရှောင်ဂူညီရေးဖွဲ့ SC ကနေတစဉ်အလို့သမီးသုံးဖြစ်စည်းတွေလူဒန်းခဲ့ကြအောင် SC ရဲ့ထုတ်ပြန်ချက်အရစိတ်ဝင်စားစရာပါ။ဘာလို့လဲဆိုတော့အရင်ရင်ကာလတွေတုန်းကမြမခြေစပ်ကုလဖွဲ့တွေဟာ SC တို့လိုဒေသတွင်စစ်ဘေးရှောင်ဂူညီတဲ့ဖွဲ့တွေကိုဆက်သွယ်ပြီးစစ်ဘေးရှောင်နေစီစဉ်ကန်လူဒန်းခံနာမျိုးအကျိမ်းမှမရှိဘူးကြလို့ပါပဲ။ဆိုတော့ဒီငရင်းဘေးကြောင့်မှပဲကုလဖွဲ့တွေဟာ စစ်ကောင်စီညုံညင်မှမကြောက်ဘဲနည်းနည်းရဲရင်လာသလိုလို့မှတ်တင်ရပါတယ်။ဒါပေမဲ့ဒီနေ့ချိန်ထိတော်လိုင်းအင်အားစုချင်းချုပ်နယ်မြေတွေကနလင်းဘေးတင်ပြည်သူတွေစီနိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်ကူညီတာမျိုးတွေ့ရသေးပါဘူး။အရှိမအယူကြီးအစိုးရကနေတဆင့်ငလင်းဘေးတင်ပြည်သူတွေကိုကူညီပေးနေတဲ့ငရကအဖွဲ့အချို့ ရှိလာပေမဲ့ကြည်အောင်ရှိတဲ့ပမာဏတော့မဟုတ်ပါဘူး။ဒီပရ၄ရက် ဂျပန်နိုင်ငံအောက်လွတ်တော်မများရုံးမှာကျင်းပခဲ့တဲ့မြန်မာဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ဂျပန်ပါတီစုံလွှတ်တော်မများသမဂ္ဂရဲ့မြန်မာငလျင်ပေးအရေးပေါ်စည်းဝေးမှာအန်ယူဂျီအစိုးရကတော်လိုင်းအင်အားစုစုမိုးထားတဲ့ဒေတာများသို့နိုင်ငံတကာကူညီတွေမရောက်ရှိသေးတဲ့အတွက်အန်ယူဂျီအစိုးရပါဝင်ဒေတာကအဖွဲ့စည်းတွေတိုင်းရင်းသားအဖွဲ့စည်းတွေနဲ့ချိတ်ဆက်ကအရေးပေါ်အကူအညီအများဆုံးပေးအပ်ဖို့တိုက်တွန်းခဲ့ပေမဲ့ လက်တွေ့ပေးမပေးအတိရသေးပါဘူးဆိုတော့ငရကားရဲ့ထောက်ပံ့တွေကိုလည်းရင်ဘေးတင်ပြည်သူတိုင်းမျှတစွာခံစားရရှိဖို့ဘလို့လုပ်ကြမလဲဆိုတဲ့မေကွန်ကြီးကအကြီးကြီးဖတ်ပေါ်နေပါတယ်အဲ့ဒီမေကွန်ကိုလက်တွေ့ကြကြမဖြေဆိုနိုင်ဘူးဆိုရင်တော့ငရကားတိုင်းဝင်းပေါ်မြမပြည်သူတို့ရဲ့ယုံကြည်မှုဆက်လက်ကြဆင်းနေဖို့မှာဆိုတဲ့အကြောင်းပြန်ပြလိုက်ရပါတယ် တ်တယ်ဒါကတော့ GDP မှာပေါ်ပြထားတဲ့ဖုံးလင်းရဲ့ဆောင်းပါဖြစ်ပါတယ်မြမပြည်သူဂီတာပေါင်းလေအများဆုံးအေဂျန်တာယာလွတ်လပ်ပြီးတော့ကိုစိတ်နှပြကျမ်းမာချမ်းသာရှင်လန်းပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ